်င်္ဂလာပါပရိသတ်ကြီးဘုန်းကြီးဒီညနေမှာတော့ချက်တော့ချက်မပိုင်ကျင်နဲ့ဆိုတဲ့ကောင်းစဉ်လေးနဲ့ပြောခြင်းပါလေဘုန်းကြီးတို့လောကမှာဖြစ်နေတဲ့အာလူတွေကပ္ပတာကိုမတိပဲဖြစ်နေတဲ့ပြဿနာတွေကတခုခုရှိနေမှာစိတ်ချမ်းသာတယ်တရားရောက်ကိုပိုင်ဆိုင်ထားရမှာစိတ်ချမ်းသာတယ်တစုံတရားကိုပိုင်ဆိုင်ထားရမှာစိတ်ချမ်းသာတယ်ဆိုတဲ့သဘောတရားတွေနဲ့ပဲပြောဆိုဆက်ဆံနေကြတာတွေ့ရတယ်ဟုတ်တယ်စဉ်းစားကြည့်အောင်တကယ်ပြောသလားပေါ့ ကိုတယောက်တည်းတော်မှာအင်မတန်မှလေးလံသောဝန်တို့ဝန်ပိုးကြီးကိုတယောက်ရဲ့စာရေးကိုတယောက်ရဲ့ဝေရေးကိုတယောက်ရဲ့နေရေးတော်တော်တဒုက္ခများတာနောက်တဲ့တစုံတယောက်ကိုပိုင်လိုက်ရပြီတစုံတယောက်ကိုကိုကဆောက်ရှောက်ထားရပြီဆိုပူလောင်လိုက်တာသူစားဖို့သူဝေဖို့သူနေဖို့သူရဲ့အနာဂတ်အအများကြီးကိုကောင်းနေဖြစ်တာတော်တော်ဆိုးသွားပြီအဲတော်တော်ဆိုးသွားတာကိုတချို့ကပြောကောင်းပြောလိမ့်မယ်ပြောလေအာနေကြတဲ့သူနဲ့အတူနေလို့ရတယ် တော့ငါလိုချင်တာတွေရှိတယ်ငါပြောတယ်လို့ပြောကောင်းပြောမယ်ဒါပေမဲ့တကယ်ပြောသလားဆိုတာကတော့အချိန်ကစကားပြောသွားလိမ့်မယ်ကိုယ့်ရဲ့စိတ်တွေအများအားလွတ်လပ်သောစိတ်လွတ်လပ်သောခံစားချက်ဘာအနောင်အဖွဲ့ဘာအတွေ့အတာမှမရှိစွာမရှိဘဲနဲ့လွတ်လပ်နေတဲ့စိတ်ကလေးနဲ့နေရတာတော့ကြော်စရာကောင်းတာမရှိဘူးအလောက်ကြီးချမ်းတာဘာနဲ့မှနိုင်ရှင်လို့မရဘူးအကူကလူတယောက်ကိုပိုင်ချင်တယ်ပိုင်ပြီးဟုတ်ပြီး ပိုင်တဲ့အခါကျတော့သူကပြည့်တဲ့ဒုက္ခတွေကိုမှအများကြီးရောက်လာတတ်တယ်။ဥပမာကိုခရီးသွားမယ်ဆိုလဲကိုယ့်ရဲ့စိတ်ကအိမ်မှာချန်ခဲ့တယ်။ကိုမှခွေးလေးပိုင်ထားတယ်၊ကိုမှကြောင်လေးပိုင်ထားတယ်ဆိုလဲခရီးသွားကြတဲ့စိတ်ကအိမ်မှာ။အဲ့တော့တရားရှုထောင့်ကလည်းပြောမယ်ဆိုအဲ့လိုအနောင်ဘွဲတွေညာလုံးအားကြီးနေတယ်။ဘယ်တော့မှမလွတ်လပ်နိုင်ဘူး။ မလွတ်လပ်နိုင်ဘူးဆိုတော့တရားသဘောအရာပြောမယ်ဆိုရင်မလွတ်လပ်သောစိတ်တည်းနဲ့နေတဲ့သူဟာဒီမလွတ်လပ်သောစိတ်ခံစားချက်နဲ့နေတော်သူသည်လွတ်လပ်သော တရားကိုရမှာမဟုတ်သူသည်ဘယ်ကိုသွားသွားဘာကိုလှုပ်လှုပ်အဲ့ဒီသူပိုင်တဲ့တစုံတရားသူပိုင်တဲ့တစုံတရားအကြောင်းပဲစဉ်းစားနေတယ်ဒါနဲ့ပတ်သက်ပြီးတော့စိတ်တွေနှောင့်ဖွဲ့နေတဲ့အတွက်ကြောင့်တင်ပြိတ္တာဖြစ်မှာလေတင်ပြိတ္တာဖြစ်မယ်တင်အပေအပေချဖို့ပဲအလားအလာရှိတယ် လွတ်မြောက်သောစိတ်လွတ်လပ်သောစိတ်ဆိုတာမှမရှိဘူး။သူအမြဲတမ်းလိုက်ပြီးတော့တစုံတစ်ယောက်ကိုပိုင်ခြင်းနေတယ်။တစုံတစ်ယောက်ကိုပိုင်ခြင်းနေတယ်။ပိုင်ပြီးရင်လည်းထပ်ပြီးတော့အမျိုးစုံပိုင်ခြင်းဖို့အတွက်ကြိုးစားမယ်၊ချုပ်ချယ်မယ်၊တင်သွင်းမယ်အများကြီးပဲ။ဟောကြည့်လိုက်တော့စိတ်ချမ်းသာစရာကောင်းတာဘာမှမရှိဘူး။လူတွေအပေါ်မှာလူချင်းမှုတွေများတယ်၊စံသားတွေ၊ရာဂတွေနဲ့အမြဲတမ်းသူပူလောင်နေတယ်သူ။ကိုယ့်ကိုယ်ကိုပူလောင်နေမှန်းသူမသိဘူး။ဒါကိုသူကတော့ ဟုတ်ကြီးမှန်ဒီလိုမျိုးတယောက်ယောက်ကိုပိုင်ထားရတာပေါ့ဒီလိုမျိုးအဲ့တော့ तू ဘယ်လောက်ထိပြောနိုင်မလဲစဉ်းစားကြည့်ပေါ့ပိုင်ထိုင်ထားတဲ့အရာတွေကကာမဂုဏ်တရားတွေဆိုတာကနည်းနည်းပိုင်ရင်နည်းနည်းပူတယ်များများပိုင်ရင်များများပူတယ်လို့မြတ်စွာဘုရားဟောတာပြီးသားကာမဂုဏ်တွေမှာအဲ့ဒီဆိုကြိုးတွေရှိတယ်အဲ့တော့မယုံနိုင်ကြတဲ့အခါကျတော့ပူနေတာပူနေမှန်းလည်းကိုယ်ကိုယ်ကိုမသိဘူးသိလည်းခဏလောက်ကလေးပဲအတိအမဝင်ဘူးဒါတော့ မလွတ်လပ်သောစိတ်မလွတ်လပ်သောသဘောထားတွေနဲ့သွားလာနေရတာထောင်ချနေတာနဲ့တူတယ်။အဘုန်းကြီးတို့ဆိုလို့ရှိရင်ကိုယ်ကိုယ်တိုင်လည်းသူများကိုမချီဘူးမနှောင်ဘူးချစ်တယ်ဆိုလို့ရှိရင်မေတ္တာနဲ့ပဲချစ်တယ်မေတ္တာစိတ်နဲ့ပဲချစ်တယ်အနှောင်အဖွဲမပါတော့မေတ္တာစိတ်နဲ့ကိုယ်သူ့မပိုင်ရလို့ဆိုပြီးတော့လေဘာမှစိုးရင်ကြောင်ကြဖြစ်စရာအကြောင်းမရှိဘူး။အနှောင်အဖွဲနဲ့ကိုယ်ကိုလာပြီးတော့ချီရင်လည်းအချီမခံနိုင်ဘူးမလွတ်လပ်လို့ အဲ့တော့လွတ်လပ်သောစိတ်နဲ့သွားနေတဲ့အချိန်ဟာတရားကိုလည်းရှုလို့ရတယ်လို့လူတိုင်းကိုလည်းတန်းတူချစ်လို့ရတယ်။အရာအားလုံးကိုလည်းတန်းတူမေတ္တာပေးထားလို့ရတယ်။တစုံတယောက်ရဲ့ခြေနောင်မှုကိုခံလိုက်ရင်ကိုယ်စိတ်လည်းမလွတ်လပ်ဘူးလို့ကိုယ့်ရဲ့ပြောတဲ့စကားတွေလည်းမလွတ်လပ်တော့ဘူး။ကိုယ့်ရဲ့အမြင်တွေပါမလွတ်လပ်တော့ဘူး။ကိုယ့်ရဲ့သုံးဖြတ်ချက်တွေလည်းမလွတ်လပ်တော့ဘူး။မလွတ်လပ်တော့ဘဝထဲမှာထောင်ကျနေတယ်လို့နေခြင်းအပြင်ဒီလူအတွက်ကစိုးကျိုးတွေပဲရှိတယ် ပစ္စုပန်ဆိုချိုတမလွန်ဆိုချိုဒါတွေပဲရစရာအကြောင်းရှိတယ်လွတ်လပ်သောစိတ်နဲ့နေနိုင်အောင်ကြိုးစားဖို့လိုအပ်ပါတယ်ချစ်တော်ချစ်ပါမပိုင်ချင်ပါနဲ့မေတ္တာစိတ်နဲ့ချစ်ပါမေတ္တာစိတ်နဲ့အကျိုးလိုလာသောစိတ်ဖြင့်ချစ်ပါမပိုင်ချင်ပါနဲ့မချီနှောင်ချင်ပါနဲ့မချုပ်ချယ်ချင်ပါနဲ့ပိုင်ချင်လို့ချီနှောင်လိုက်ပြီးတော့တကယ်လည်းမပိုင်ပြန်ပြီးတော့ကိုယ်ကိုပေးတဲ့ဒုက္ခတွေကခံစားသွားရတာပိုင်ချင်လို့မလို့လွှမ်းမိုးလိုက်တာတကယ်လား လွှမ်းမိုးလို့ရသလားဆိုတော့လွှမ်းမိုးလို့မရဘူးသူ့သဘောနဲ့သူဆောင်းသွားတာအဲ့တော့ကြံခဲ့တော့နည်းနည်းချင်အောင်ရင်နည်းနည်းပူလောင်တယ်များများချင်အောင်ရင်များများပူလောင်နေတာပဲရလတ်သွားပြီးတော့တွေ့တယ်နောက်ဆုံးတော့အပင်ချရတာပဲအဲ့တော့ဆိုတော့လွတ်လပ်သောစိတ်နဲ့နေထိုင်နိုင်ပါစေအရာအလုံးကိုမြတ်တာစင်နဲ့ချနိုင်ပါစေမြတ်တာစင်နဲ့ချပြီးတော့ပူလောင်မှုမပါဘဲနဲ့အမြဲပျော်ရွှင်သောအမြဲအေးချမ်းသောဘဝကိုပိုင်ဆိုင်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးဆက်မချမ်းသာကြပါစေ